အင်္ဂလာပါမိုက်ကလေးရီဂျူရှန်နယ်လေးနဲ့ပြန်လဲချက်ဆူလိုက်ပါတယ်။ကျူတင်ခံမန်းထားလို့မရတဲ့တဘာဝဘေးအနေတစ်ခုဖြစ်တဲ့ငလေးလုတ်ခတ်တဲ့အခါထိခဲမှုတွေရှိနိုင်တယ်ဆိုပေမဲ့ကိုယ်တိုင်နဲ့ရှေ့ရတဲ့မိသားစုဝင်တွေဘေးအနေကင်းစေဖို့တီရှပ်လေးတွေကိုတည်ထားဖို့ပြောပါမယ်။ငလေးရင်လုတ်တဲ့အခါဘေးကင်းစေဖို့ဘာတွေပြင်ဆင်ထားရမလဲ။နံပါတ်1ဘေးရဲ့အနေထားဖို့တီရှာလေးလာထားပါ။နံပါတ်2 ဝင်ပေါက်ထွက်ပေါက်နေရာတွေကိုတိကျလေးရှင်းလင်းထားပါ။ရှော့လေးနိုင်မယ့်အရာတွေကိုဖယ်ထားပါ။နံပါတ်3မိသားစုဝင်တွေကိုငလျင်လှုပ်တဲ့အခါဘယ်လိုစပီကီအောင်နေရမလဲဆိုတာကိုသင်ပေးထားပါ။နံပါတ်4အိမ်ထဲမှာလုံခြုံတဲ့အခန်းတစ်ခန်းထားရှိပေးပါ။နံပါတ်5ဝေးနိုင်တဲ့အရာတွေကိုသိမ်းထားပါ။နံပါတ်6အိမ်ရမှာရှိဆွေးထားတဲ့အရာတွေကိုဖြစ်သိမ်းထားပါ။နံပါတ်9မိဖို့နဲ့အနီးနားမှာရှိတဲ့မီးလောင်တွေရဲ့အရာတွေကိုမထားပါနဲ့။နံပါတ်10 ရည်ကြီးရဆာရဲ့စာတန်းတွေကိုတေချာတင်းစစ်ထားပါ။နံပါတ်30လက်နေတံမီဆောင်ထားပါ။ဘက်ထရီပိုးဆောင်ထားပေးပါ။နံပါတ်17တောက်သုံးရည်ကိုအသင့်ဆောင်ထားပေးပါ။နံပါတ်12စားစရာအလျောက်တွေကိုရန်အသင့်ဆောင်ထားပေးပါ။ရန်လျင်လုံးနေစဉ်အတွင်းမှာရောဘာရီလို့ရမလဲ။နံပါတ်၁ဒင်းတင်းမှာပဲရှိနေမယ်ဆိုရင်တော့ကင်တင်းမှာပဲနေပါခိုင်ခိုင်ခင့်ခင့်စပွဲကုန်ဖောက်မှန်နေပါ။နံပါတ်၂ရင်းပေါက်များမှမနေပါနဲ့။ ။နံပါတ်2မှန်ချက်တင်နဲ့ခက်ခင်ခင်းနေပါ။နံပါတ်4လီးလံတဲ့ပြေဘောခါတွေနဲ့ဝေဝေးမှနေပါ။နံပါတ်5နီးလောင်လေတဲ့ပစ္စည်းတွေနဲ့နီးနားမှမနေပါနဲ့။နံပါတ်6တကယ်လို့ငလျင်လှုပ်စင်မှအပြည့်ရောက်နေလေဆိုရင် ပြုတ်ပြနိုင်တဲ့ပစ္စည်းတွေနဲ့ဝေဝေးမှနေပါ။နံပါတ်9အစာအုပ်တွေနီးကျိုးတွေတစ်ပင်တွေနဲ့ဝေဝေးမှနေပါ။နံပါတ်10ကားမမီစဉ်ဆိုရင်ကားကိုပိတ်ခင်းရတဲ့နေရာကိုရပ်ထားလိုက်ပါတတားအောင်တစ်ပင်မိချိုဆိုင်ဖုတ်တီအောင်မှမရက်ပါနဲ့ ။ငလင်းလုတ်ပြီးတဲ့အခါမှာတော့ကိုကိုကိုထိခိုက်မိလား။ကိုကိုကိုစစ်ဆေးပါ။လူအပ်တဲ့ကုသောင်းမှုတွေခံယူပါ။ဒါစုတွေကိုလည်းထိခိုက်မိတာလားစစ်ဆေးပေးပါ။နေတွင်းမှာအနေနဲ့ပြုံနေတာမျိုးရှိနေလားသိစစစ်ဆေးပေးပါ။ကဲယူစိတ်နေရမျိုးရင်ရှိလားစစ်စေးပါ။ဒေးစစ်ပစ္စည်းတွေကျိုးပြနေတာမျိုးရှိလားစစ်စေးလေးပါ။ဖန်ကဲစားရင်ရှိနေလားအပြည့်အစီအပိုင်းစားရင်ရှိနေလားစစ်စေးလေးပါ။ ဂျူရင်ခမိုင်းရခက်တဲ့ငလင်းကြောင့်မိသားစုဝင်နေတဲ့ကိုရိုင်းမှာထိခိုက်မှုကင်းစေဖို့ DHL လေးတွေကိုလိုက်နာပေးစေချင်ပါတယ်။အဆုံးထိကြည့်ပေးကြလို့မိုင်းခဲဂျူရှန်နဲ့ဆက်ခွဲပါရဲ့အားလုံးကျေးဇူးများအစီအတင်ပါတယ်။